ုဖမီများအားလုံးပဲမင်္ဂလာပါရှင်။အန်ရဲ့ channel လေးကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်။ဒီနေ့ကတော့အန်ရဲ့မင်္ဂလာ match channel လေးရဲ့ day 6ဖြစ်ပါတယ်။ခြားမြောက်နေလေးမှာတော့အန်ရဲ့ဆိုဖမီများအားလုံးနဲ့အတူတူမိမိဘဝရဲ့ပျော်ရွှင်စရာကောင်းတဲ့အမတ်တရားလေးတွေကိုပြန်စင်စားပြီးတော့စီစုတရားလေးတွေပွားများလိုက်ကြရအောင်နော်။ မိမိရဲ့ဘဝမှာပြင်ဆင်ခဲ့တဲ့အချိန်လေးတွေ၊ဟီမောခဲ့တဲ့အချိန်လေးတွေကိုပြန်တွေးတောပြီးတော့ကောင်းတဲ့ energy လေးတွေပြန်လည်ရယူခြင်းကျေးဇူးတရားပွားများပြီးကိုယ်ဘဝရဲ့အမတ်တရားလေးတွေကိုအတိအမှတ်ပြုတ်တက်ခြင်းကလည်းမင်္ဂလာတပါးဖြစ်ပါတယ်။အဲ့တော့အန်နီတို့ဆိုဖန်နီများအားလုံးတူတူဒီနေ့မှအန်နီတို့အမတ်တရားလေးတွေကိုပြန်စဉ်းစားပြီးကျေးဇူးတရားပေးလိုက်ကြရအောင်နော်။ ဆိုအန်ဒရူဆိုဖမ်မီများအားလုံးပဲတတောင်တတာတွေထိုင်ပေးပါစိတ်ကလေးတွေကိုရှော့လိုက်ပါ မျိုးလုံးလေးတွေကိုမိတ်ထားပေးပါဒီကနေ့မှာတော့အန်ဒရူဟာမိမိတို့ရဲ့မှတ်ဉာဏ်တွေကိုပြန်ကြည့်ပြီးတော့မှ ကိုယ်အတွက်ပြရှင်ခဲ့ရတဲ့အမတ်တရားတွေရီမိုးခဲ့ရတဲ့အမတ်တရားတွေကိုဂျေဆုတရားပွားများကြမှာဖြစ်ပါတယ်မိမိရဲ့ဘဝမှာ ပြရှင်ရရတဲ့အချိန်လေးတွေရီမောခဲ့တဲ့အချိန်လေးတွေရှိတဲ့အတွက်ဒီအချိန်လေးတွေကိုပြန်စင်စားပြီးကျေးဇူးတရားပွားများလိုက်တဲ့အခါမှာကိုယ့်ရဲ့ဘဝရဲ့မှာပျော်ရွှင်ကြရကောင်းတဲ့နေ့ရက်တွေရီမောစရာကိစ္စရဲ့တွေကလည်းပို့ပြီးတော့မှဝင်ရောက်လာစေပါတယ်အဲ့ဒီလိုအားလုံးကကျေးဇူးတရားလေးမပွားများခင်မှာကိုယ့်ရဲ့စိတ်ကလေးတွေအကြည့်တက်ကလေးတွေကင်းရောက်စေဖို့အတွက်ခဏလေးကိုယ့်ရဲ့အသက်ရှူတက်လေးကိုအာရုံပြုလိုက်ကြရအောင်ပါနော် အဲ့အညူအားလုံးကကိုယ့်ရဲ့အသက်ရှူတန်လေးပေါ်ကိုအာယုံလေးပြုကြည့်ရအောင်ရှစ်သွင်းလိုက်တယ်ရှစ်ထုတ်လိုက်တယ်ဒီနေ့ဒီနေ့တာအမောတွေဖြေလိုက်ကြရအောင်ပါနော်ဒီနေ့ဒီနေ့တာလုံးပင်ပန်းနှွံ့နေခဲ့တဲ့ကိုကိုကိုအပြည့်ဖြေကြမယ်တခြားသူတွေရဲ့ energy တွေလွှမ်းမိုးခံထားရတဲ့မိမိကိုကို ပြန်လည်တန်းစင်ကြပါမယ် အနေနဲ့ကိုရခန္ဓာကိုမတင်းနေတဲ့ကြွသားတွေရှိရင်စပြီးတော့ short လိုက်ကြမယ်။ခြေထောက်ကလေးတွေကနေစပြီးတော့တဆင့်ချင်း short လိုက်ကြရအောင်နော်။ခြေချောင်းလေးတွေကို short လိုက်မယ်။ခြေတလုံးလေးတွေ short မယ်။ပောင်းရကြွသားတင်ပါကြွသား one by ကြွသားတွေ short လိုက်မယ်။လက်မောင်းကနေလက်ချောင်းအထိ short လိုက်မယ်။ခုတ်ကကြွသားတွေမျက်နှာကြွသားတွေကိုလည်း short လိုက်ပါမယ်။ ဒီနေ့တနေ့တာလုံးကပြီးသွားပြီဖြစ်တဲ့အတွက်တနေ့တာမှာဖြစ်ဖြစ်ခဲ့တဲ့အရာတွေအားလုံးကိုကိုယ့်ရဲ့ energy စက်ကွင်းနေတဲ့ကထုတ်လိုက်ပါဒီနေ့ဒီနေ့တာလုံးမှာလည်းမိမိကကိုအကောင်းဆုံးလုပ်နိုင်တာတွေလုပ်ခဲ့တယ်။နောင်နာတရားတွေဆွဲလန်းမှုတွေမရှိပါဘူး။ပြီးသွားခဲ့တဲ့ကိစ္စတွေရဲ့အပေါ်မှာဂျင်းနဲ့စွာနဲ့လက်ခံပါတယ်။ယခုလက်ရှိပြစ်ဆုပ်ပန်းအချိန်လေးပေါ်မှာပဲအာရုံပြုထားပါတယ်။ မရောက်လာသေးတဲ့အနာဂတ်အပေါ်မှာလည်းပူပန်မှုတွေမရှိပါဘူးချိုတဲ့တွေးတောမှုတွေမရှိပါဘူးယခုလက်ရှိပြစ်စုံပန်ချိန်လေးမှာပဲကိုယ့်ရဲ့ကိုယ်စိတ်နှလုံးသုံးပါးလုံးကိုအာရုံပြုထားပါတယ်ယခုလက်ရှိပြစ်စုံပန်ချိန်လေးမှာတော့မိမိဟာမိမိအတွက်ကောင်းမွန်တဲ့အလုပ်တွေကိုလှုပ်ဆောင်နေပါတယ်မိမိရဲ့အသက်ရှူတန်လေးကိုနားထောင်နေပါတယ်မိမိရဲ့ energy လေးကိုတန်းစင်နေပါတယ် မိမိခန္ဓာကိုယ်ကြီးပြင်းထန်နှွမ်းနေမှုတွေကိုအားပြန်ဖြေပေးနေပါတယ်။ဒီခိုက်တက်လေးမှာနောင်တတရားတွေမရှိပါဘူး။ပူပယ်မှုတွေမရှိပါဘူး။အလင်းစလိုဖြစ်တဲ့ကိစ္စရပ်တွေမရှိပါဘူး။ယခုလက်ရှိပစ္စုပန်လေးမှာမိမိဟာအသက်ရှူသွင်းနေတယ်၊ရှူထုတ်နေတယ်။ကျန်တဲ့အာယုန်ဒီပါမမထားပါဘူးအနေရောအားလုံး9မိနစ်လောက်ရှင်သွင်းရှင်ထုတ်ကလေးအာယုန်ပြူရအောင်နော် န္တာတွေဘာမှမတွေးပါဘူးလေကိုရှုသွင်းနေပါ रे ရှုထုတ်နေပါ रे ဆိုရဲအာယုလေးကိုပဲခဏလေးပြုထားကြည့်ရအောင်ပါ အနေရောအလုံးရှစ်သွေးရှစ်ထုပ်ကလေးကိုပဲအာရုံပြုလိုက်တဲ့အခါမှာကိုယ့်ရခန္ဓာကိုယ်ကြီးရဲ့ပြင်းမှန်းတဲ့မှုတွေကပြေပြောက်သွားပါတယ်။တင်းနေတဲ့ကိုယ်ခန္ဓာကိုယ်စိတ်ပိုင်းလေးတွေကလည်းပြေလျော့သွားပါတယ်။ရှုပ်ထွေးနေတဲ့ကိုယ့်ရဲ့စိတ်ကလေးတွေကလည်းကြည်လင်ပေါ်ပါလာပါတယ်။ကိုယ့်ရဲ့နှလုံးသားလေးကလည်းအေးချမ်းလာပါ ဒီချိန်လေးမှာအနေတို့မိမိတို့ရဲ့မျက်ညံလေးတဲ့ကိုပြန်သွားကြည့်ရအောင်ပါလူသားရာမိမိတို့ရဲ့ဘဝမှာခက်ခဲတဲ့အချိန်တွေလည်းရှိနေခဲ့တယ်လို့ပျော်ရွှင်ခဲ့တဲ့အချိန်တွေရှိမောခဲ့တဲ့အချိန်တွေလည်းရှိနေခဲ့ပါတယ်မိမိပျော်ရွှင်ခဲ့တဲ့အချိန်တွေမိမိရှိမောခဲ့တဲ့အချိန်တွေကိုအတိအမှတ်ပြုပြီးယေရှုတရားပွားများတဲ့ခြင်းဟာမင်္ဂလာတပါဖြစ်ပါတယ် ကိုယ့်ရဲ့ဘဝမှာပျော်ရွှင်ခဲ့တဲ့အချိန်လေးတွေစဉ်းစားကြည့်ရအောင်ပျော်ရွှင်နေဆိုတဲ့ခံစားချက်လေးဟာအမတန်နူးညံ့တိမ်မွေးပါတယ်ပျော်ရွှင်ခြင်းဟာအမတန်ရိုးရှင်းတဲ့ခံစားချက်ကလေးလည်းဖြစ်ပါတယ်အနည်းတို့အတွက်ပျော်ရွှင်မှုဟာဖြစ်စီဥစ္စာကြီးကြီးမားမားအောင်မြင်မှုကြီးကြီးမားမားတွေလက်ခံရရှိတဲ့အချိန်မှမဟုတ်ပါဘူးအရာသာရှိတဲ့အစားအသောက်ကိုစားလိုက်ရတဲ့အချိန် မိသားစုနဲ့ထမင်းလက်ဆုံစာရတဲ့အချိန်တလာစာရဲ့အဆုံးမှာလာစာထုတ်ခဲ့တဲ့အချိန်ကိုရခဲ့တဲ့လာစာနဲ့မိသားစုကို ပြန်ပြီး သူတို့ကြိုက်တာလေးတွေလှုပ်ပေးနိုင်တဲ့အချိန်ပေးရမှာအပြေဝအနားယူခွင့်ရတဲ့အချိန်နောက်တနေ့မနက်အတွက်နှိုးဆက်တည်ပြီးစရာမလိုပဲအေးဝဝအိတ်ခွင့်ရတဲ့အချိန် မမျော်လင့်ထားပေတစိမ့်တယောက်စီက အပြုံးလေးကိုရရှိခဲ့တဲ့အချိန်ဒီချိန်လေးတွေဒီလိုရိုးရှင်းလာတဲ့အချိန်လေးတွေဟာကိုယ်အတွက်ပျော်ရွှင်စရာမဉဏ်လေးတွေဖြစ်ပါတယ်ပျော်ရွှင်စရာမဉဏ်လေးတွေကိုပြင်ဆင်စားတဲ့အခါမှာကြီးမားတဲ့အောင်မြင်မှုတွေထဲမှာမရှာပါနဲ့နေစင်ဘဝရဲ့ရိုးရှင်းလာတဲ့လေးဆက်တူဟာအလုတ်ကလေးတွေထဲမှာပဲကိုပျော်ရွှင်ခဲ့တဲ့အချိန်လေးတွေပြန်ရှာကြည့်ပါ ကိုပြုံးခဲ့တဲ့အချိန်လေးတွေကိုရင်မောခဲ့တဲ့အချိန်လေးတွေကို ပြန်ရှာကြည့်လိုက်ပါမညံလေးတွေကို ပြန်ရှာတဲ့အခါမှာကိုယ်ဟာရုပ်ရှင်လေးတစ်ပုဒ်ကိုပြန်ကြည့်နေရတကယ်တူဖြည်းဖြည်းချင်းမညံလေးတွေကိုပြန်စဉ်းစားရင်ပုံဖော်ကြည့်ပေးပါမညာလေးတခုပေါ်လာတိုင်းမှာအဲ့ဒီအချိန်မှာပျော်ရွှင်တဲ့ခံစားချက်လေးဖြစ်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ် အဲ့ဒီအချိန်လေးမှာရှီမောခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်အဲ့ဒီအချိန်လေးမှာစိတ်ချမ်းသာခဲ့ရတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီလိုလေးရဲ့နေရောက gratitude ရဲ့ energy လေးပြီးလိုက်ကြပါမယ်နော်အနေရော so family များအားလုံးပဲအချိန်လေးခဏလေးယူရင်းနဲ့ပျော်ရွှင်စရာမညံလေးတွေပြန်စင်စားလိုက်ကြရအောင်ပါကိုယ့်ရဲ့စိတ်တွေကိုမလောပါနဲ့ ကိုယ့်ရဲ့ဘဝကို ရုပ်ရှင်တပုတ်ကဲ့သို့ ပြန်ရည်ကြည့်လိုက်ပါကိုယ်တွေ့ပျော်ရွှင်စရာချိန်လေးတွေဟာအမတန်ရိုးရှင်းလာတဲ့အတွက် ကိုလွတ်သွားခဲ့တာလေးတွေလည်းရှိနိုင်ပါတယ်ဒါကြောင့်ဖြည်းဖြည်းချင်းပြန်ပြီးတော့ကိုယ့်ဘဝကိုစဉ်းစားကြည့်လိုက်မယ်ကိုလွတ်သွားခဲ့တဲ့ကိုမင်းနေခဲ့တဲ့ရိုးရှင်းလာတဲ့ပျော်စရာ အမတ်တရားလေးတွေမှဉ္ဉံလေးတွေကိုဒီကနေ့မှ ပြန်ဖော်ပြီးကျေးဇူးတရားပေးလိုက်ကြရအောင်နော် ကိုရီမောခဲ့တဲ့အမှတ်တရလေးတွေပျော်ရွှင်ခဲ့တဲ့အမှတ်တရလေးတွေကိုစဉ်းစားတဲ့အခါမှာကိုရီနှလုံးသားထဲမှာလည်းကြည်နူရဲစိတ်ကလေးဖြစ်နေပါလိမ့်မယ်။ဒီကြည်နူရဲစိတ်ကလေးဟာအနီတို့အတွက်အချီတက်တီကိုဖျက်ချပေးစီပါရယ်။အနီတို့အားလုံးအချိန်လေးခဏယူပြီးတော့ happy memories day တွေကို ပြန်စဉ်းစားရင်းကျေးဇူးတရားပေးလိုက်ကြရအောင်ပါ ျော်ရွှင်စရာအမှတ်တရလေးတွေပြင်ဆင်စားတဲ့အခါမှာမိမိကအလိုလို ပြုံးမိလာပါလိမ့်မယ်။ကိုယ့်ရဲ့နှလုံးသားလေးကအလိုလိုပျော်ရွှင်ကြည်နူးလာပါလိမ့်မယ်။ဒီကနေ့မှာတော့အနေနဲ့အားလုံးဟာကြည်နူးပျော်ရွှင်တဲ့ energy လေးတွေကိုလက်ခံရရှိခဲ့ကြပါရစေ။တကယ်တော့ကိုယ့်ရဲ့ဘဝဟာမဖြစ်သေးတာတွေခက်ခဲတာတွေကိုအာရုံပုံပြီးစိုက်မိနေတဲ့အတွက် ပျော်ရွှင်စရာချိန်လေးတွေရီမောခဲ့တဲ့အခိုက်အတန့်တွေမီလျော်နေခဲ့တာလွတ်သွားခဲ့တာဖြစ်ပါတယ်။ဒီနေ့မော်ရယ်နေတို့ဟာမိမိဘွားရဲ့ပျော်ရွှင်စရာအချိန်လေးတွေကိုဂျီစုတရားပွားများခဲ့ကြတာဖြစ်ပါတယ်။အနေတို့ရဲ့ဂျီစုတရားပွားများခြင်းလုပ်ငန်းစဉ်လေးကလည်းအောင်မြင်သွားပြီဖြစ်ပါတယ်။အနီရိုဆိုဖယ်မီများအားလုံးပဲဒီနေ့မှလည်းမိမိတို့ရဲ့နှလုံးသားလေးမှာမင်္ဂလာရှိစွာအကြည်တက်ကလေးတွေကြေရောက်နိုင်မယ်လို့အနီကယုံကြည်ထားပါတယ်။ ဒီနေ့မှလည်းမိမိကိုကိုကျေးဇူးတင်ရအောင်တနေတာကိုမိမိရဲ့အကောင်းဆုံးကြိုးစားရှင်သန်နေခဲ့တဲ့အတွက်ကျေးဇူးတင်လိုက်ကြရအောင်။နောက်တနေ့မှမင်္ဂလာရှိစွာအားရအပြည့်နဲ့လူထလာဖို့အတွက်လည်းမိမိကိုကိုကြိုးပြီးကျေးဇူးတင်လိုက်ရအောင်နော်။ဒီနေ့ရဲ့လုံငန်းစင်လေးကတော့အောင်မြင်သွားပါပြီရှင်။အနေနဲ့ဆိုဖမီများအားလုံးပဲကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်။